ဝင်းလာပါရှင်ဒီနေ့တော့ Robert Kiyosaki ရဲ့ Rich Dad Poor Dad ချမ်းသာဖေဖေနဲ့စင်ရဲဖေဖေစာအုပ်ရဲ့နှိချုပ်ကိုပြောပြခြင်းပါတယ်။ Robert Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်ဟာငွေကြေးနဲ့ပတ်သက်တဲ့ကျမတို့ရဲ့အမြင်တွေကိုပြောင်းလဲပေးနိုင်တဲ့စာအုပ်ဖြစ်ပါတယ်။စာရေးသူကသူ့ရဲ့ဖခင်ဖြစ်သူဖြစ်တဲ့ပညာတတ်ပြီးလားစာကောင်းတဲ့စင်ရဲတဲ့ဖေဖေနဲ့ကျောင်းပညာမရှိပေမဲ့ ိုပိုင်စည်းဝါးရေးနဲ့ချမ်းသာလာတဲ့တငယ်ချင်းရဲ့ဖေဖေဖြစ်တဲ့ချမ်းသာတဲ့ဖေဖေတို့ရဲ့စန့်ကျင်ဘက်အမြင်တွေကိုနှိုင်းရှင်ပြီးသင်ခန်းစာတွေပေးထားပါတယ် Rich Dad Poor Dad စာအုပ်အနှစ်ချုပ်ကို အပိုင်းနှစ်ပိုင်းနဲ့ပြောပြပါမယ်အပိုင်းတကချမ်းသာသူနှင့်စည်ရဲသူတို့ဤကြွားချချက်ဖြစ်ပါတယ်နံပါတ်တကငွေကြေးအတွက်အလုံးမလုံးပါနဲ့ ငွေကိုအလုတ်ခိုင်းပါတဲ့စင်းရဲသူနဲ့အလဲအလက်တန်းစားများကဘဝလုံးချုံရေးကိုဦးစားပေးပြီးလာစာများများရသောအလုတ်တစ်ခုရရန်စူးစမ်းကြတယ်အဲ့ဒါကိုကြွက်ပြေးလန်း The Rat Race လို့ခေါ်တဲ့လေပတ်မှုတဲသူရောက်သွားစေပါတယ်ဝင်ငွေတက်အသုံးစရိတ်တက်အခွန်ပိုဆောင်ရအကျွေးပိုတင်ဒါနဲ့တန်တရာလည်းနေတတ်ပါတယ် ချမ်းသာသူများရဲ့လုံဆောင်မှုကတော့ချမ်းသာသူများကလစာထက်ဝင်ငွေစည်းစိမ်မှု passive income ကိုဦးစားပေးတယ်။သူတို့ကစီးပွားရေးလုပ်ငန်းများသို့မဟုတ်ယင်းနှိမ့်ညံ့မှုများပြီးဆောက်ပြီးထိုးပိုင်ဆိုင်မှုများက သူတို့အတွက်ငွေရှာပေးတယ်။ဥပမာစီးရဲသူအလေအလတ်ရှိသူကအလုပ်ချိန်၈နာရီလုပ်ပြီး လစာဒေါ်လာ3000ရသည်သူတို့ကိုယ်တိုင်အလုပ်လုပ်ရတယ်ချမ်းသာသူကအငားချထားသောကွန်ဒိုဆယ်လုံးမှာလစဉ်အတင်ဒေါ်လာ3000ဝင်ငွေရတယ်ငွေကသူတို့အတွက်အလုပ်လုပ်နေတယ်နံပါတ်2ကပိုင်ဆိုင်မှု asset နှင့်အကျွေး liability ကိုဖွဲခြားသိဖို့ဖြစ်ပါတယ်ဒါကဒီစာအုပ်ရဲ့အဓိကတော့ချက်ဖြစ်တယ် လူများစွာကအကျွေးများကိုပိုင်ဆိုင်မှုအဖြစ်မှားယွင်းစွာသတ်မှတ်တတ်ကြတယ်။အလွယ်မဲ့မယ်ဆိုရင်ပိုင်ဆိုင်မှုအဆက်ကတိတ်အိတ်သေးသို့ပတ်စံစည်းဝင်စေသည့်အရာအလုံးကိုခေါ်တယ်။အကျွေး liability ကတိတ်အိတ်ထဲမှပတ်စံစည်းထွက်စေသည့်အရာအလုံးကိုခေါ်တယ်။မှားယွင်းသောနားလည်မှုကဥပမာအားဖြင့်ကိုယ်တိုင်နေထိုင်ရန်ဝယ်ယူထားသောအိမ် ာရေးသူကဒီအိမ်ကအခွန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့်အတိုးများကြောင့်ပတ်စံကိုထုတ်နေသောအတွေ့ liability အဖြစ်သတ်မှတ်တယ်မှန်ကန်သောနားလည်မှုကဥပမာအားဖြင့်ငားရန်ခါမှလစဉ်ဝင်ငွေပြန်ရနေသောအငားအိမ် asset ပင်မလောက်ကင်ရပဲလဲပတ်နေသောကိုပိုင်စည်းဝါးရေးလုပ်ငန်း asset နံပါတ်3ကငွေကြေးဆိုင်ရာပညာရေး financial education ဖြစ်ပါတယ်။ကျောင်းပညာရေးကအသက်မွေးဝမ်းကြောင်းအတွက်သာသင်ပေးတယ်။ချမ်းသာသူရဲ့ဖေဖေကအရေးကြီးဆုံးသင်ယူမှုမှာစီးပွားရေးလောကမှာငွေကြေးမြည်တို့လဲပတ်ပုံကိုသိရှိနားလည်ခြင်းဖြစ်တယ်လို့ဆိုတယ်။သင်ယူရန်အဓိကအချက်များကတော့စည်ရင်းကင်ပညာ accounting ရင်းနှီးမြှုပ်နှံမှုဈေးကွက်ရှာဖွေရေး marketing နှင့်ဥပဒေရေးရာများဖြစ်ပါတယ်။ဥပမာငွေဝင်ငွေထွက်စရာကိုဖတ်တတ်ခြင်းဖြင့်တင်ငွေယူရမယ့်အရာကအဆက်လား liability လားဆိုတာကိုခွဲခြားသိမြင်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်များချနိုင်မှာဖြစ်တယ်။အပိုင်းနှစ်ကငွေကြေးလွတ်လပ်ခွင့်ရရှိရန်နည်းလမ်းများဖြစ်ပါတယ်။ပထမအချက်က ကိုယ်လုပ်ငန်းကိုပိုပိုင်အောင်လုပ်ပါသင်ရဲ့အလုပ်ကိုင် profession နဲ့သင်ရဲ့လုပ်ငန်း business ကိုခွဲခြားပါသင်ရဲ့လဆာရသောအလုပ်ဥပမာဆရာဝန် engineer သင်ရဲ့ asset column ကိုတိစောက်ခြင်းဥပမာ share များစုဆောင်ခြင်းအိမ်ခြံမြေဝယ်ယူခြင်းအကြံပြုချက်အနေနဲ့လဆာစာအလုပ်ကိုလုပ်နေတော်လဲ ခုလစာမှရရှိသောငွေများကိုဈေးခံပစ္စည်းများဝယ်မိအစားဝင်ငွေထုတ်ပေးနိုင်တဲ့ပိုင်ဆိုင်မှုများကိုဝယ်ယူရန်အသုံးပြုရပါမယ်။ဥပမာအားဖြင့်ဆရာဝန်တဦးကလစာကောင်းကောင်းရတော်လဲဝင်ငွေကိုဈေးခံကားနှင့်အကျွေးများတွင်ကုန်ငိုင်းနှင့်သူ့ရဲ့အဆက်ကလွန်ဒီတုံညနီးပါးဖြစ်သွားပါလိမ့်မယ်။ ဒီချက်တွေကတော့ Robert Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်ရဲ့တည်တင်းတဲ့နှိချုပ်လေးဖြစ်ပါတယ်။သင်ရဲ့တွေးတွေနဲ့တိုက်ဆိုင်တဲ့တွေးတွေရှိရင်ဒါမှမဟုတ်စတင်ကျင့်သုံးကျင့်တဲ့အချက်တွေရှိရင် comment မှာရေးခဲ့ပါနော်။ Next level မှာသင်ရဲ့ next level version ကိုတက်လန်းကြပါစို့ကျေးဇူးတင်ပါတယ်ရှင်။